ဒေါသဖြစ်တာလေစိတ်ကြောင့်ပဲမဟုတ်လားမှန်လားပါအဲ့ဒီဒေါသစိတ်ကလေးကိုမသိရင်ဒေါသကဆက်ပြီးတော့ထွက်တာငါဒေါသဖြစ်နေပါလားသိရင်ညော့သွားဒါကြောင့်မလို့ဒေါသဖြစ်ရင်သူများကိုအပြစ်မမြင်မဲကိုယ်စိတ်ကိုမြင်အောင်ကြည့်ဒေါသဖြစ်ရင်ဘု து ကိုမြင်ရမယ် ကိုယ်စိတ်ကိုမြင်အောင်ကြည့်တခြားလူကိုလိုက်မကြည့်နဲ့လူတွေကကိုယ်စိတ်ကိုမကြည့်ပဲသူများကိုလည်းညှို့တို့အပြစ်တွေရမယ်ရှာတော့ကိုကပို့ပြီးတော့ဒေါသတွေထွက်တာပေါ့ဟုတ်လားဒေါသအတ္တနာသနာတိနေရတကစိတ်တိုင်းမကြပြည့်အလိုမကြတဲ့ဖြစ်ဖြစ်ပြီးတော့ပဝင်းကျင်ကိုပြဿနာရှာတယ်အဲ့ဒါပဲကိုပါဖြစ်တဲ့ဒေါသကသူများပါလိုက်ပြီးလောင်တဲ့အခါကျဒေါသတွေဖြစ်ကိုလည်းဒေါသဖြစ်သူလည်းဒေါသဖြစ်ကိုလည်းဆဲသူလည်းဆဲ ြည့်တနာကိုကရိုက်သူကရိုက်ဒေါသဖြစ်ပြီဆိုရင်အဲ့ဒါဒေါသအတ္တနာဇာနာတဲ့အကြောင်းအကျိုးအကောင်းဆုံးမသိတော့ဘူးဆိုတော့အဲ့ဒါလဲစိတ်ကြောင့်ပဲတဲ့မြတ်စွာဘုရားကတော့ဒေါသအားကြီးတဲ့ပုဂ္ဂိုလ်ဒေါသပျောက်စေသွားဝယ်ပြီးမတော့နဲ့စေးဆိုင်မှာဒေါသပျောက်စေခုဒီမယောင်သေးဘူးခေါ်လို့လည်းရမှာမို့ဒေါသဖြစ်ရင်ဘာလို့ရမလဲသူရဲ့စန့်ကျင်ဘက်မေတ္တာများများပွားရတယ် ဖာပွားရတယ်မေတ္တာမြများမေတ္တာပွားမှဒေါသရော့တယ်ကိုယ်ကိုပြန်တွေးကြည့်ငါခဏစိတ်တူနေသလားငါခဏနဲ့စိတ်ဆိုးနေသလားငါခဏခဏအလိုမကျဖြစ်နေသလားအဲ့ဒါဒေါသရဲ့သဘောပဲအလိုမျိုးဖြစ်နေလို့ရှင်သူများကိုလိုက်ပြီးတော့အပြစ်မတင်နဲ့ကိုယ့်ဘာသာကိုမေတ္တာသာပွားမေတ္တာတတ်တဲ့အားကောင်းလာရင်စိတ်ဆိုးစိတ်တူတာရော့ပြီးတော့တိခံမှုတွေများလာတယ် ဒါကြောင့်မလို့ဒေါသတွေမြားရင်မေတ္တာနဲ့သာ အနိုင်ယူရတာ။ဘာနဲ့အနိုင်ယူ?မေတ္တာနဲ့သာအနိုင်ယူ။ဘုရားရှင်ကိုယ်တော်မြတ်ကြီးလက်တွေ့အပလိုင်းလို့ကျင့်သုံးတဲ့ကျင့်စဉ်ပဲပြိတ္တေ။မြတ်စွာဘုရားရှင်လက်တကသိပြီးတော့ဒေါသကြီးတဲ့ပုံနာကြီးတဦးရှိတယ်။အလွန်အစဲကျတဲ့ပုံနာကြီး။အဲ့ဒီပုံနာကြီးဘလောက်တိစဲလဲဆိုတော့ဒီနေ့မြတ်စွာဘုရားရှင်ကိုလက်ညှိုးရိုးပြီးတော့လာဆဲတာအမျိုးမျိုးခိုင်းနိုင်ပြီးတော့ဆဲတာ။ ပုံနာကြီးကဒေါသနဲ့လာဆဲတယ်ဘုရားကပြန်မဆဲဘူးမေတ္တာပဲပို့နေတယ်ဟိုကခုနှစ်ညရှိညအနံပြေကြီးနဲ့ဆဲဘုရားကစိတ်သေးကနဲ့သူ့ကိုအာယုံပြုပြီးတော့ဗာရဒွါဇာအဝေရာဟွန်တို့အပြပိစာဟွန်တို့အနိကဟွန်တို့သူခယတဏံပရိရန်တို့ပုံနာကြီးဘေးရန်ကင်းပါစေကိုစင်ရခြင်းစိတ်စင်ရခြင်းကင်းပါစေချမ်းသာစွာမိမိခန္ဓာဝင်ကိုရွတ်ဆောင်နိုင်ပါစေဆိုပြီးတော့ဘုရားကမေတ္တာပို့ပုံနာကဆဲတယ်ပဝင့်ကြီးရရှိ ်ပုံနှံတယောက်တည်းဆဲနေတာဒေါသကသူ့ကိုလောင်မြိုက်ဘုရားကိုစင်ပြေနေပြီအော်ကျဲအော်ကြီးဟစ်ကျဲဆဲနေကြဘုရားကပြန်မဆဲတော့နောက်ဆုံးတယောက်တည်းဆဲနေရတော့ reaction မလာဘူးတစ်ဖက်ကတုံ့ပြန်မှုမလာတဲ့အခါတယောက်တည်းကြာတော့မောလာပရိသေတကယ်တမ်းကျတော့ဆဲတယ်ဆိုတာသူ့ဆဲကိုဆဲဆဲမှာအားရှိတာတကြတွေးကြည့်တော့တယောက်တည်းဆဲရင်အားရှိလား သူကတလုံးစဲကိုကနှလုံးပြန်စဲဟိုကအားတွေတက်မလာဘူးလားသုံးလုံးလောက်စဲတာအဲ့ဒါဒီဘက်ကအော်ကြီးရဲ့ကျတဲ့လေးလုံးလောက်ထက်စဲဟိုဘက်ကငါးလုံးလောက်တက်နောက်ဆုံးတွေ့ရတဲ့ကောက်ရိုက်တာစဲတယ်ဆိုတာကသူစဲကိုစဲစဲမှာအားရှိတာတယောက်တည်းဆို အားမရှိဘူးပုံနာကြီးတယောက်တည်းစဲတော့ကြာတော့မောလာမောတာနဲ့ပုံနာကြီးကအဲအစဲလေးရက်ပြီးတော့ရေလေးတောက် အဲ့ဒါဘုရားကပြီးတယ်ပုံနာကြီးသင်ဆဲလို့ပြီးပြီလားပြီးတော့မပြီးသေးရှင်ဂေါရမဘာပြောမလို့လဲအတွေ့အထူးတော့ပြောစရာမရှိပုံနာကြီးသင်ကိုဥပမာတစ်ခုပေးမယ်သင်အိမ်ကိုဆွေတော်မျိုးတော်တွေလာတယ်လို့ဆိုကြပါစို့အမျိုးတွေလာတဲ့အခါမှာအိမ်မှာရှိတဲ့ဇားဝယ်တောက်ဝယ်အသွေးအသွေးတွေနဲ့တဲ့ခင်းဧကန်နဲ့ဆိုကြပါစို့တဲ့အဲ့ခံပြီးတော့သူတို့ပြန်သွားတော့လေအိမ်မှာရှိတဲ့လက်ဆောင်လေးတထုပ်ကြီးတထုပ်ထုတ်ပြီးတော့သူတို့ကိုပေးလိုက်တယ်ဆိုကြပါစို့ သင်ပေးတဲ့လက်ဆောင်တွေကိုအမျိုးတွေကယူမသွားရင်အဲ့ဒါဘမကြံမလဲဖခင်ကမေးတော့အတပီတော့ရှိမှာပဲကြံမှာပေါ့တပီတော့အိမ်မှာပဲကြံမှာပေါ့ဖခင်အဲအဲ့ဒီဥပမာလိုပဲပုံနာရည်တဲ့ခုနကသင်ငါကိုဆဲတာတွေငါလက်မခံဘူးဆိုရင်အဲ့ဒါဘမကြံမလဲဟာပုံနာရည်သဘောပေါ့ဟာဟုတ်တာပေါ့ငါတယောက်တည်းဆဲနေတာတပီတော့မှာပဲကြံတာပေါ့အေးအဲ့လိုပါပဲသင်ဆဲတာတွေငါလက်မခံရင်အဲ့ဒါဘသူရှိမှကြံမလဲ သူရှိမှပဲကြံမှာဒါကြောင့်ပရိသတ်ဒေါသဆိုတာလေကိုကပေးတော့ပေးတာပဲကိုကလက်ခံမှရတာအပူဆိုတာကသူတို့ကပေးလို့ပူတာမဟုတ်ကိုကယူလို့ပူတာကိုကိုလာစင်းရင်ပြန်မစင်းနဲ့အိမ်ပေါက်တကားပေးပြီးတော့ အထဲမှာပဲအိတ်နေလိုက်ဟိုကပေးရကြားတဲ့ခါသူ့အံတော့အယူကြီးပြေးပြေးရက်ွက်တဲ့ခွေးတွေဟောင်းပြီးပြန်လိုက်မယ်အဲ့ဒါဟိုကလမ်းမကလာဆက်ကိုကအိမ်ကနေတစ်ခါပြန်ဆက်ဟိုဘက်ကနှစ်ခါသုံးခါဆက်နောက်မီးနဲ့ရှုမယ်အိမ်ကိုဟုတ်လားအစဲဆိုရာသူဆက်ကိုဆက်ဆက်မှအာရှိတာရံဖြစ်တယ်ဆိုတာသူဖြစ်ကိုဖြစ်ဖြစ်မှရံဖြစ်တာဆိုတော့လေအဲ့ဒီဒေါသတွေများရင်မေတ္တာနဲ့အဖျားကအနံ့ယူခိုင်းတာအဲ့ဒါလဲစိတ်ကအဓိကာ အကအသွင်အယံနင်ချမ်းကျင်တာလဲဒီစိတ်ပဲနောက်တစ်ခုဆိုကြည့်ချစ်ဖို့လဲကောင်းချစ်ဖို့လဲကောင်းမုံဖို့ကောင်းမုံဖို့ကောင်းပြောင်းနေတာလဲဒီစိတ်ပဲပြောင်းနေတာလဲဒီစိတ်ပဲချစ်ဖို့လဲကောင်းချစ်ဖို့လဲကောင်းမုံဖို့ကောင်းမုံဖို့ကောင်းပြောင်းနေတာလဲဒီစိတ်ပဲပြောင်းနေတာလဲဒီစိတ်ပဲချစ်ဖို့လဲကောင်းချစ်ဖို့လဲကောင်းမုံဖို့ကောင်းမ ဘုကပြောင်းနေတာလဲဒီစိတ်ပဲပြောင်းနေတာလဲဒီစိတ်ပဲချစ်တာလဲဒီစိတ်မုံတာလဲဒီစိတ်ပြိသက်ရေခဏခဏမပြောင်းဘူးလားပြောင်းပါတယ်ဘယ်သူကြောင့်ပြောင်းတာလဲစိတ်ကြောင့်ပြောင်းတာစိတ်ကြောင့်ပြောင်းတာအဲ့ဒါစိတ်ထားကိုပြောနေတာပဲနောက်တစ်ခုဆိုကြည့်ဒါနသီလဒါနသီလဘာဝနာဘာဝနာပြုကျင်တာလဲဒီစိတ်ပဲပြုကျင်တာလဲဒီစိတ်ပဲဒါနသီလ လဒါနသီလဘာဝနာဘာဝနာပြုကျင်တာလဲဒီစိတ်ပဲပြုကျင်တာလဲဒီစိတ်ပဲဒါနသီလဒါနသီလဘာဝနာဘာဝနာပြုကျင်တာလဲဒီစိတ်ပဲပြုကျင်တာလဲဒီဒါနပြုကျင်တာလဲဒီစိတ်ပါပဲသီလစောက်တည်ကျင်တာလဲဟောဒီစိတ်ပါပဲတရားအားထုတ်ကျင်တာလဲဒီစိတ်ပါပဲစိတ်ကလေးပဲမို့လားမှန်လားပါနောက်တစ်ခု ဆိုကြည့်သာသနာကိုသာသနာကိုမကြည်ညိုမကြည်ညိုတွန့်တိုရာလဲဒီစိတ်ပဲတွန့်တိုရာလဲဒီစိတ်ပဲသာသနာကိုသာသနာကိုမကြည်ညိုမကြည်ညိုတွန့်တိုရာလဲဒီစိတ်ပဲတွန့်တိုရာလဲဒီစိတ်ပဲသာသနာကိုသာသနာကိုမကြည်ညိုမကြည်ညိုတွန့်တိုရာလဲဒီစိတ်ပဲတွန့်တိုရာလဲဒီစိတ်ဖရာတရား သံဃာယရဏမြတ်၃ပါးကိုဆိုတာသာသနာလို့ခေါ်တဲ့မြတ်စွာဘုရားရှင်ရဲ့သာသနာကိုကြီးညိုတာလေဒီစိတ်ပဲမို့လားမကြီးညိုတာလေဒီစိတ်ပဲအဲ့ဒါမစ္စရိယလေဖယားမကြီးလို့တဲ့သူတွေကိုဖယားအကြောင်းသွားပြောရင်နားခါတယ်မကြိုက်ဘူးတရားမနာကျင်တဲ့သူတွေကိုတရားနာဖို့သွားပြောရင်မတိုက်မကြိုက်ဘူးပြဿနာတက်မယ်သံဃာမကြီးညိုတဲ့သူတွေကိုသံဃာအကြောင်းသွားပြောရင်သံဃာကိုစော်ကားမယ်အာဟုတုဖြစ်တယ် ဒါကြောင့်မကြင်ညိုတဲ့သူသရတရားမရှိတဲ့သူတွေကိုသရတရားနဲ့ပတ်သက်တဲ့အကြောင်းသွားပြောရင်မကြိုက်ဘူးဆိုတော့မကြိုက်ရင်မပြောတာကောင်းတယ်ဟုတ်လားဒါလည်းပဲစိတ်ကအတိကသာသနာကိုမကြင်ညိုတွန့်တိုတာလဲဒီစိတ်ပဲနောက်တစ်ခုဆိုကြည့်ဓမ္မတဖို့ဓမ္မတဖို့ယတ္တုတုယတ္တုတုရောက်လို့တာလဲဒီစိတ်ပဲရောက်လို့တာလဲဒီစိတ်ပဲဓမ္မတဖို့ဓမ္မတဖို့ယတ္တုတု ုရောက်လို့ရာလဲဒီစိတ်ပဲရောက်လို့ရာလဲဒီစိတ်ပဲဓမ္မတဖို့ဓမ္မတဖို့ယတ္တုတုယတ္တုတုရောက်လို့ရာလဲဒီစိတ်ပဲရောက်လို့ရာလဲဒီစိတ်ပဲတရားအားထုတ်ရမလေခက်ယခဏအတွင်းတရားရကျင်တယ်လဲဒီစိတ်ပဲမို့လားအာရာအာမထုတ်တာတရားရိပ်သာတော့ရင် သောတာပန်လေးလောက်ကဖြစ်ကျင်ကြတာပြီးတော့အတွေးတွေနဲ့ခொနည်းပတ်လုံးဘာမှမရပဲပြန်လာတဲ့သူတွေအများကြီး စိတ်ကလေးကတော့ရကျင်လိုက်တာအချုပ်ကြည့်လိုက်တော့စိတ်ပဲပြိသိဘာပဲအရေးကြီးတာလဲစိတ်ပဲစိတ်လေးရေးကြီးတာဖြစ်တဲ့တည်းအဲ့ဒီစိတ်ထားလေးသာပြင်နိုင်မယ်ဆိုရင်ဖယားကစိတ်ထားလေးသာပြင်နိုင်မယ်ဆိုရင် နေရာတိုင်းမှာကုသိုလ်ရှိတယ်လူတိုင်းမှာကုသိုလ်ရှိတယ်အချိန်တိုင်းမှာကုသိုလ်ရှိတယ်ဘာလေးပြင်ရမလဲစိတ်လေးပဲစိတ်ထားလေးပြင်ဒါကြောင့်စိတ်ထားလေးသာပြင်လိုက်ပါလို့ပြောတာ ကုသိုလ်ဖြစ်ဖို့လွယ်ပါတဲ့စိတ်ထားလေးသာပြင်ရမယ်စိတ်ထားပြင်လျင်ကုသိုလ်ရှင်အချိန်တိုင်းမှာဖြစ်မည်ပင်စိတ်ထားပြင်လျင်ကုသိုလ်ရှင်နေရာတိုင်းမှာဖြစ်မည်ပင်စိတ်ထားပြင်ရင်ကုသိုလ်လျင်လူတိုင်းအတွေ့ဖြစ်မည်ပင် ဘာပြင်ရမလဲစိတ်ထားပြင်ကိုယ်စိတ်ထားလေးပြင်အချိန်တိုင်းမှာကုသိုလ်ရှိတယ်နေရာတိုင်းမှာကုသိုလ်ရှိတယ်လူတိုင်းမှာကုသိုလ်ရှိတယ်မရှိနိုင်ဘူးလားရှိနိုင်ပါတယ်ဗျာနေရာတိုင်းမှာကုသိုလ်ရှိတယ်ဆိုတော့ပြိဿရဟောဒီလမ်းထဲမှာကုသိုလ်မရှိဘူးလို့ထင်လားရှိပါတယ်ဗျာလမ်းသွားရဲ့အမိုက်ကလေးတွေ့ကြော်မသွားနဲ့ကောက်ပြီးတော့အမိုက်ပုံတဲ့ထက်ကုသိုလ်မရဘူးလားရပါတယ်ဗျာအမိုက်ပြစ်တဲ့သူကိုမကြည့်နဲ့အမိုက်ကောက်တဲ့ကိုယ့်ရဲ့စိတ် ်ထားကအရေးကြီးတာမှန်လားပါဗျာလူတွေကအမိုက်ပစ်တဲ့သူကိုလိုက်ကြည့်တာအမိုက်လေးကောက်နေတဲ့ကိုယ့်ရဲ့စိတ်ဓာတ်လေးအိုးတန့်ရှင်းသွားပါစေစေကောက်ပြီးတော့အမိုက်ပုံးတဲ့တဲ့ကုသိုလ်မရဘူးလားရပါတယ်နေရာတိုင်းမှာကုသိုလ်ရှိတယ်ဆိုတော့အဲ့ဒါပြောတာပရိသတ်ရဲ့လမ်းသွားရင်းနဲ့ အမြင်မတော်တာတွေတွေ့တဲ့ဘေးကိုဖယ်လိုက်တယ်အဲ့ဒီစိတ်ထားကကုသိုလ်စိတ်မဟုတ်လားစီပင်ဝင်နဲ့နဲ့တန်ရှင်းလုံရင်းနဲ့အဲ့ဒီတန်ရှင်းတဲ့အမိုက်ပုံထဲမှာကုသိုလ်ရှိတဲ့စိတ်ထားလေးပဲပြင်ရမယ်တန်ရှင်းပါစေဆိုတဲ့စိတ်ကလေးကကုသိုလ်စိတ်ပဲမဟုတ်လားနေရာတိုင်းမှာကုသိုလ်ရှိတဲ့ဒီနားမှာဈေးတွေပေါ်တယ်ဈေးတွေလည်းဈေးရောက်ရင်နဲ့ကုသိုလ်ရှာလို့ရတယ်မရဘူးလားစိတ်ထားလေးပြင်ပေးလိုက် ပစ္စည်းလေးတခုဥပမာခရမ်းညင်ညင်တပိတ်တာ900ပဲထားပတ်စံ900ထဲမှာကိုယ့်အတွက်အမျက်ကြံပြီးသားလားမကြံဘူးလားကြံပြီးသား900ထဲမှာအမျက်ကြံပြီးသားဆိုတော့ကိုယ်က900အမျက်ယူပြီး900ဘူးတန်အောင်ကို့ဘက်ကပေးဆက်ရမှာမို့လားခရမ်းညင်ဒီတပိတ်တာရောင်းလိုက်ပါ အပုပ်ကလေးကိုပါရင်ဖယ်ပေးလိုက်အဲ့ဒါကုသိုလ်စိတ်ပဲအပုပ်ကလေးမသိပါဘူးဆိုရင်ညှက်ပြီးတော့ထဲ့တာအကုသိုလ်စိတ် ာမလူတတ်ရင်ဈေးရောက်မှာဆိုရင်အဲ့ဒါပြောတာပဲစိတ်ဓာလေးသာပြင်လို့ရှိရင်ပြိတဲ့ဈေးတွေမှလည်းကုသိုလ်မရနိုင်ဘူးလား အလတ်ပင်ခမ်းမမှာရောကုသိုလ်မရှိဘူးလားကိုကြီးလာတဲ့ customer လှပါစေဆိုပြီးတော့တေးချလေးတတ်တရရတန်တန်ရှင်းရှင်းလေးလှုပ်ပေးဈေးပေါအောင်ဆိုပြီးတော့လေဝိတမလောဘတွေမလုံနဲ့အမျက်ကယူပြီးသားပဲမို့လားစိတ်ထားလေးသာပြင် beauty salon မှာလည်းကုသိုလ်မရှိဘူးလားရှိပါတယ်ဗျာစိတ်ထားလေးသာပြင်မဲ့ဆိုရင်ပြိသက်အင်သာထဲမှာကောကုသိုလ်မရှိဘူးလားရှိပါတယ်ဗျာဟိုအင်သာလေးတက်ပြီးတော့အညစ်အကြေးလေး ်တန့်ရှင်းတော့နောက်လူတွေအစဉ်ပြောဒီနေရာလေးမတတ်မတတ်မရမဖြစ်အောင်တန့်ရှင်းပါစေဆိုတဲ့ရေစိတ်လေးနဲ့ရေတွေအပြည့်လောင်းချလိုက်ဘာမစင်မှမကြံဘူးအဲ့ဒီစိတ်ထားလေးကကုသိုလ်စိတ်စိတ်ထားပြင် toilet ထဲမှာကုသိုလ်မရနိုင်ဘူးလားနေရာတိုင်းမှာကုသိုလ်ရှိတယ်ဆိုတာအဲ့ဒါပြောတာစိတ်ထားလေးသာပြင်ကိုယ်အိမ်ကိုယ်တပြည့်စည်းလဲတာလေကုသိုလ်ရတယ်မရနိုင်ဘူးလား ်ဘိရှင်မာရီနေတိုင်းကုသိုလ်ကိုအိမ်မှာတပြက်စီလဲတာတပြက်စီလဲတာလဲတာပါဇက်ကငါတော့လဲလဲအိမ်ရဟာရဘာမှအသုံးမလို့ငါပဲလုံနေရပါဇက်ကပေါက်ပေါက်ပေါက်နောက်တော့မဟုတ်လဲသူပဲလောက်ရတာပဲမဟုတ်လားလုံလဲလောက်ရသေးရကုသိုလ်မရပါဇက်ကပေါက်ပေါက်ပေါက်တော့အာကုသိုလ်ဖြစ်တာဆိုတော့ပင်ပန်းသာခြင်းအတူတူအေးအိမ်လေးတန့်ခြင်းပါစေလာတဲ့ဧည့်သည်တွေစိတ်ချမ်းသာပါစေဆိုပြီးတော့တပြက်စီလဲရင်ကိုယ့်အိမ်ကိုတပြက်စီလဲရင်လဲကုသိုလ်မရဘူးလား ဘာကအဓိကလဲစိတ်ဓာတ်ကအဓိကဒါကြောင့်မို့နေရာတိုင်းမှာကုသိုလ်ရှိတယ်ဆိုတော့အဲ့ဒါပြောတာအချိန်တိုင်းမှာကုသိုလ်မရှိဘူးလားရှိပါတယ် You are thought is your life ကိုယ့်ရဲ့အတွေးတွေကကိုယ့်ရဲ့ဘဝပဲဆိုတော့အတွေးတွေမှာကုသိုလ်ဖြစ်အောင်တွေးရင်အချိန်တိုင်းမှာကုသိုလ်ရှိတယ်ဆိုတော့အဲ့ဒါပြောတာမရှိနိုင်ဘူးလားရှိနိုင်ပါတယ်လူတိုင်းမှာလည်းကုသိုလ်ရှိတယ် လူတိုင်းမှာမရှိဘူးလားရှိပါရဲ့စိတ်ဓာလေးသာပြင်ဘသူပဲပြည့်ပြည့်လူတိုင်းမှာကုသိုလ်ရှိတယ်ကုသိုလ်စရာယူတဲ့နေရာတိုင်းမှာရှိတယ်ပြိသေကျန်တဲ့နေရာမကြည့်နဲ့ကိုယ်အိမ်ကဖယားစင်မှာဟိုပဲကုသိုလ်အပြည့်မရှိဘူးလားရှိပါရဲ့အိမ်ကဖယားစင်နေတိုင်းနေတိုင်းတောက်တော်ရေကနေတာကုသိုလ်ရလားမရဘူးလားရပါတယ်တောက်တော်ရေကွက်ကိုစီးတိုင်းစီးတိုင်းကုသိုလ်တိုးတာနော်မှန်လားပါဗျာ တောက်တော်ရင်ကတ်တာလဲသတိထားဖို့ကိုကတော့တနေ့ကို2လီတာလောက်တောက်ပြီးတော့ဖယားကြတော့အရက်တောက်တဲ့ခွက်လေး၃ခွက်လောက်နဲ့တနေ့ကုန်တင်တာလှဲ့မကြည့်တဲ့ပုံစံမျိုးတော့မလုံနဲ့ဘောတတ်တော်တင်ကြဖယားရှင်ကိုတောက်တော်ရင်ကတ်မယ်ဆိုရင်လူတမန်တောက်တဲ့တောက်တော်ရင်ခွက်လောက်တော့ကတ်ပေချာလေးအခက်ကြီးကြီးလေးလုပ်ပြီးအောက်ကပကံများလေးခံပြီးတော့တတ်နတ်ရှင်ဈေးပြီးတော့အဲ့ဒါတောက်တော်ရင်လေးထည့်ပြီးကတ်ရင်တောက်တော်ရင်ခွက်ကိုစီတိုင်းစီတိုင်းကုသိုလ်မရဘူးလား ်အဲလေအပြ်လဲမထဲနဲ့တချို့ကရေအပြစ်ထဲပြီးအချီးဆက်သလိုဖျားစီပေါ်တင်တာတောက်တော်ရေးကွက်ကရင်ကရင်လက်ကတုံရေတွေမှောက်တာ တို့ကအကျိုးပေးရင်ပြည့်ပြည့်ဝအောင်ပေးပြည့်ပြည့်ဝဝပေးအောင်ဆိုရင်တောက်တော်ရေကွယ်အပြည့်ထဲ့တာရေပြည့်တိုင်းအကျိုးပေးပြည့်တာမဟုတ်ဘူးစေတနာပြည့်မှာအကျိုးပေးပြည့်တာဟုတ်လားလူရင်ထပ်ပြည့်လို့ရတာပဲတလက်မလောက်တော့ခြံပြီးကတ်မှာပေါ့အခုဘုန်းကြီးနေဆိုရင်အဲ့ဒါပဲတောက်တော်ရေလာကတ်တယ်အဲ့ဒီခွက်အပြည့်အချီးဆက်ဆိုရှင်အောင်လက်ကတ်တော့ဘုန်းကြီးခွက်နဲ့ကိုင်းရင်တော့သင်္ကန်းပေါ်ရေဆူတာလေအများကြီး ရေပြေတိုင်းကုသိုလ်ပြေရာမဟုတ်စေတနာပြေမပြေရာတောက်တော်ဤကွက်ကိုစေတိုင်းစေတိုင်းကုသိုလ်ရတယ်မရဘူးလားရပါတယ်စိတ်ထားလေးပဲပြင်ရမယ်ဟုတ်လားဆုံးကပ်ရင်လည်းပဲနေတိုင်းကုအိမ်မှာ ဘောဇနာဒါနပဲစွန့်အလူဖြစ်နေတယ်မို့လားအိမ်ကဖယားစဉ်ပကံများနဲ့စွန့်ကပ်လို့ရတယ်တချို့ကကိုကြတော့ဟင်းသုံးပကံနဲ့စားပြီဖယားကြတော့လက်ပတ်စားပကံလေးထဲမှာထမင်းဖြူလေးထည့်ပြီးတော့ထညက်ကလေးနှလုံးလောက်နဲ့ဖယားတင်ထားတဲ့အိမ်တွေရှိတယ်ဒီရက်ကွက်မှာတော့မရှိပါဘူး ကိုကြတော့ဟင်း၃ပကံနဲ့စားယူဖယားကြတော့အဲ့ဒါထညာကလေးနှလုံးစွန်းဇကြာလေးတစ်စွန်းနဲ့တင်ထားတာအဲ့ဒါ၆ကပ်ပြီးမစွန်းနောက်နေ့ကျမှတင်ကန်နီးမှသွားစွန်းတာကြွက်ဒီလက်တက်အကုန်၆ကပ်၁၂နာရီကြော်ရင်တော့စွန့်ဖို့ကိုစားသလိုအူပြားပြားလေးနည်းနည်းတင်ရပဲဟိုလိုပွဲတော်ကြီးမတင်လည်းပဲရပါတယ်ဟုတ်လားအခုတော့ကိုကြတော့ကောင်းကောင်းငန်းစားပြီးတော့ဖယားကြတော့ဝိကျေတန်းကျင်နတ်တင်သလိုတင်တာတော့သိသဘောမကြဘူးလား ဟုတ်လားကိုယ့်ကိုပြန်မေးကြည့်ထညက်ခဲနှလုံးနဲ့ထမင်းစားလို့ရလားမရရင်ဘုရားကိုလည်းဥဥပြပြကတ်လို့ရပါတယ်ပြိသက်တချို့ဟာရှိသေးတယ်အယူလွဲတာဘုရားဆွန်းတော်ဆွတ်မစားကောင်းဘူးဆိုတော့ဘုရားကပဲဘာဖြစ်နေတယ်လို့လို့ညာဖြစ်နေတယ်လို့လို့ဘုရားဆွန်းတော်ဆွတ်စားကောင်းပါတယ်သို့တော့ရည်ရွယ်ချက်တော့ရှိဖို့လိုတယ်ဘုန်းကြီးတို့နယ်ဘက်မှာအညာရွာတွေဘက်မှာဆိုရင်ចောင်းသားတွေရဲ့ရည်ရွယ်ချက်ကတစ်ခုရှိတယ် ဖယားစွန့်တော်ကပ်ပြီးရင်သူက15မိလောက်ဆိုရင်သွားစွန့်စားတာသူရွေကြ။ဒါချောင်းနေတာဖယားစွန့်တော်စွန့်ပေါ်ဆို။အဲ့တော့ဖယားစွန့်တော်တင်ငယ်မတင်ငယ်နဲ့ကသူကဖယားစွန့်တော်ပန်းထဲမှာဝတ်သားတွေ၊ကျက်သားတွေအကုန်အပြည့်ဝထဲဘုန်းကြီးဝိုင်းကလာပြီးတော့စွန့်တော်ကပ်ဖို့ဆိုတော့လာထဲတော့ဘုန်းကြီးကလည်းဖယားကပ်မယ်ဆိုပြောမရဘူး။နောက်တော့15မိနစ်ကျော်သူကပြေးစွန့်ပြီးအဲ့စွန့်တော်စွန့်စားတာရွေကြကသူကဖယားကပ်ဖို့မဟုတ်ပြီးရင်သူစွန့်စားမယ်ဆိုတော့ရွေကြနဲ့ဟင်းကောင်းကြီးပဲထဲလာတယ်။ အဲ့ဒါလေရည်ရွယ်ချက်တွေလွဲတဲ့အခါကျတော့ကုသိုလ်ကနည်းနည်းပဲရတာရည်ရွယ်ချက်လေးသမှန်မယ်ဆိုရင်ပရိသတ်ရဲ့နည်းနည်းလေးဆိုရင်မဲ့တတ္တရရဲ့ဆိုရင်ကုသိုလ်ဖြစ်ပါတယ်ဝိจิตန်းကြီးမလို့ရအောင်ဆန္ဒနာကြီးကြောရင်စွန့်ပါ နောက်နေ့ဒီမထားနဲ့ပြီးလို့ရှင်ဘုရားစွန့်တော်ကအချိန်နေမကောင်းရင်စွန့်စားလို့ရတယ်ဘာမှမဖြစ်တချို့ကဘုရားစွန့်တော်စွန့်စားရင်ပဲညံထိုင်းပဲပါမညံမထိုင်းဘူးတခုတော့ရှိတယ်ဘုရားစွန့်တော် စွန့်စားတဲ့အချိန်ဘယ်လိုမျိုးဖြစ်တတ်လဲဆိုတော့တချို့အိမ်တွေမှာကစွန့်တော့ဘန်းကိုဒီတိုင်းတင်ထားတော့ကြွက်တွေကတက်ထားတယ်ရှိတယ်ပိုဟတ်တွေက ဖြတ်ပြေးတာတွေရှိတယ် အဲ့လိုကြွက်တွေပိုးရတွေဖြတ်ပြေးတဲ့စွန့်တော်ပန်စွန့်စားဘက်တီးရီးယားယောဂါတွေကရတာမို့လားအဲ့ဒါကြောင့်မစားနဲ့ပြန်စွန့်လိုက်အဲ့ဒါအတိတ်ပဲနဲ့ပြောတာဟိုလိုဘုရားစွန့်တော်စွန့်မစားကောင်းအယူဝါဒမဟုတ်ဘူးနော်ဘုရားကစွန့်စားတော့ဘုရားကဘာဖြစ်နေလို့လဲအဲ့လိုတွေးရမဟုတ်လားစေရနာတန်တန်နဲ့လူမဲ့ဆိုရင်အိမ်မှာစွန့်တော်တည်ရင်နဲ့ကုသိုလ်ရတဲ့ပရိသတ်စိတ်ထားလေးသာပြင်ရင်ဘုရားရှင်မာရောကုသိုလ်မရှိဘူးလားရှိပါရဲ့နေရာတိုင်းမှာရှိတယ်အေးစွန့်တော်ကတာတော့အဓုသတိတာဘုရ ီးကနန်းကနာပြောတယ်တချို့လဲတန်းဈေးထဲသွားတယ်ဈေးထဲမှာငါပြောပြီးဖီးချင်အစိမ်းကြီးတွေ့တာဟာဘုရားဆွံ့တော်ကတ်မယ်ဆိုဖီးချင်အစိမ်းလိုက်ကြီးဝဲလာအိမ်ရောက်တော့ပကံများရဲ့ရေတန်းတန်းဈေးပြောဘုရားဆွံ့တော်ဘနာနာဒိုနေရှင်းမှာဘုရားငါပြောသည့်အလူပါဘုရားဆိုဘုရားဆွံ့တော်ကတ်ထားသုံးရက်လောက်ကြာငါပြောသည့်ကမှဲ့တော့ဘုရားလှဲ့တော်မကြီး तू ကဆွန့်စားတယ်ဆိုတော့စိမ့်နေတော့ဘုရားရှင်ပေါ်သွားတင်တာမှဲ့တော့လှဲ့မကြီးကိုဝါဆွန့်စားတော့ဘုရားရှင်တတိမြန်သွားအုပ်ထားသလားမဟုတ် အဲ့ဒါအစိမ့်သွားတင်တာတတိဥဒ္ဒလို့ဖြစ်နေတာပေါ့ကိုယ့်ဟာသာကိုစဉ်းစားဒီငပြောဒီအစိမ့်ရင်စားလို့ရသလားမရဘူးမရတဲ့အချိန်စင်းနေတော့ဖရာသွားတင်တိုင်းမဲ့လဲမဲ့ရောလှဲ့မကြည့်ဘူးဆိုတော့ဖရာစဉ်တတိသွားဥဒ္ဒလို့မဖြစ်ဘူးလား မဟုတ်လေကပ်ပါမှဲ့ရင်တော့လည်းပဲတလုံးလောက်တော့ဥပြဲပဲလေးခွဲပြီးတော့အဲ့ဒါဇွန်းလင်းခင်းလေးနဲ့ပကံများလေးပေါ်ထည့်ပြီးတော့မြတ်စွာဘုရားဘနန္နာဒိုနေရှင်းမှာဘုရားလို့အင်္ဂလိပ်လိုမလျှောက်နဲ့တစ်သည့်အလူပါဘုရားကတ်ထားရင်နှစ်ခါကုသိုလ်ရတာပေါ့အခုတော့စိတ်နှုံသွားအောင်တိုင်မှဲ့တဲ့အခါကျဘုရားလက်မကြည့်ဆိုသာသဘာဝမကြဘူး